ဟယ်လိုဟယ်လိုအလုံးမဲမင်္ဂလာပါရှင်ဒီနေ့မှာတော့မုံကြစီအလုံးလေးတွေကိုမှထန်းတီနဲ့အုံလုံးနဲ့အစားရတဲ့အချုပ်ပွဲလေးကိုလာမြောက်ပေးပေးမှာဖြစ်ပါတယ်ရှင်မုံကြီးပေါ်နေတဲ့လူမျိုးပဲတောင်ငင်းကိုအယောင်နေခွဲပြီးတော့မှနေလိုက်ရုံပါပဲပြီးလို့ရှင်တော့အလုံးလေးတွေလုံလိုက်ပါမယ်ရှင် အုံနို့အတွက်အုံနို့300 ml ကိုတုံးထားတာဖြစ်ပါတယ်ပြီးရင်တော့တကြားသုံးဆုံးခွဲလေးကိုထည့်ပေးလိုက်မှဖြစ်ပါတယ်ရှင် ။တကြားထည့်ပြီးသွားပြီဆိုရင်တော့စားလေးလည်းအနေငယ်ထည့်ပါမယ်နော်။စားထည့်ပြီးလို့ရှိရင် အနံ့မွေးဖို့အတွက်ပေါ့နော်။စွမွေးအနံ့လေးကိုအနေငယ်ထည့်ပြလိုက်ပါတယ်ရှင်။ပြန်တော့တေချာလုံးဝဆူလာတဲ့အထိကိုတည်ပြလိုက်ရမှာဖြစ်ပါတယ်လုံးဝဆူသွားပြီဆိုရင်တော့ပြောင်းကုန်မုံလေးဖြိုထားတာလေးကိုနည်းနည်းထည့်ပြီးလို့ရှိရင်တော့အေးခံလိုက်လို့ရပါပြီ မုံကြစီကိုလည်းမုံလုံးရေပေါ်ပြုတ်သလိုမျိုးပဲပေါ့နော်ပြုတ်ပြီးလို့ရှိရင်တော့ရေအေးလေးပြန်စိမ့်လိုက်ပါတယ်လုံးဝအေးသွားပြီဆိုရင်တော့အခုနာကကျူထားတဲ့အုံတို့ထဲကိုပြန်ထည့်ပြလိုက်မှဖြစ်ပါတယ်ရှင် အုံနှုတ်နဲ့မတည့်ဘူးဆိုရင်တော့နှုတ်စင်လေးနဲ့လှုပ်စားကြည့်ပါတော်တော်လေးစားလို့ကောင်းပါတယ်။ထန်းဒီဂျယ်လီလေးကိုထည့်လိုက်ပါတယ်။ဒီနေရာမှာထန်းဒီဂျယ်လီမရှိဘူးဆိုရင်လည်းအုံဒီအနုလေးပေါ့နော်။အုံချစ်လေးတွေထည့်လဲရပါတယ်ရှင်။အရန်ကိုစားလို့ကောင်းတယ်။မုံကြစီထန်းဒီအုံနှုတ်လေးရပါပြီရှင်။ဒီနေရာမှာရေခဲလေးထည့်မယ်ဆိုရင်တော့အချိုလေးကိုပိုကဲဖို့ပြောချင်ပါတယ်ရှင်။နောက်ဗီဒီယိုတွေမှာလည်းနောက်မုံလုံးနည်းတွေနဲ့အတူပြန်လာခဲ့ပါဦးမယ်ရှင်။ကျေးဇူးပေးတဲ့တယောက်ချင်းစီကိုအထူးကျေးဇူးတင်ပါတယ်ရှင်။